ကောင်းသညပါ2025ခုနှစ်နိုဝင်ဘာလရဲ့ပထမဆုံးရက်လေးကိုတော့ကျမတို့တွေဖြတ်တန်းခဲ့နိုင်ပါပြီ။ကျမတို့တွေမကြခင်အချိန်မှာ2026ကို ရောက်ရှိကြတော့မှာပါ။2026ခုနှစ်ရဲ့နေ့ရက်တွေကိုရောကျမတို့တွေဘယ်လိုဖြတ်တန်းကြမလဲ။ကျမတို့တွေတရက်ထက်တရက်ပိုကောင်းတဲ့လူ၊ပိုအေးချမ်းတဲ့လူ၊အောင်မြင်တဲ့လူတယောက်ဖြစ်ဖို့အတွက်အမြဲတမ်းလိုအပ်တာတွေကို ဖြည့်နေရတာမျိုးတော့မဟုတ်ပါဘူး။ ျမတို့ဘဝအတွက်တကယ်မလိုအပ်ပဲစုကင်ထားမိတဲ့အရာမျိုးတွေကိုလွတ်ချလိုက်ခြင်းကနေလေတရက်ထက်တရက်ပိုပြီးအေးချမ်းအောင်မြင်ရတဲ့လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ကျမတို့မှာရှိနေတဲ့အချိန်ဆွဲတတ်တဲ့အချင်းတွေကျမတို့ကို စိတ်လုံခြုံမှုမပေးဘဲပူလောင်စေတဲ့ဆက်ဆံရေးတွေကျမတို့ရဲ့အလွယ်တကူစိတ်တူတတ်တဲ့အချင်းတွေဒါတွေအလုံးကို2025ရဲ့ကျန်ရှိနေတဲ့ရက်တွေမှာတရက်ပြီးတရက်လွတ်ချကြရအောင်နော်။ ကျမတို့ရဲ့လက်ထဲမှာတကယ်မလိုအပ်ပဲစောက်ကင်ထားမိတဲ့အရာတွေကိုလွတ်ချလိုက်နိုင်မှ နောက်ထပ်ကျမတို့အတွက်တကယ်လိုအပ်နေတဲ့အရာတွေကိုစောက်ကင်ဖို့အတွက် နေရာလွတ်ရှိမှာပါ။ဒါကြောင့်2025ရဲ့ကြန့်ရှိနေတဲ့နေ့ရက်တွေမှာ ကျမတို့အတွက်မလိုအပ်တဲ့အရာတွေကိုတည့်ရပြီးတည့်ရလွတ်ချပြီးကျမတို့အတွက်တကယ်လိုအပ်တဲ့အရာတွေကိုတည့်ရပြီးတည့်ရစောက်ကင်ကြစို့နော်။2026မှာကျမတို့ဘလို့လူတယောက်ဖြစ်ချင်တာလဲ။ အဲ့တည်းအခုချိန်ကစပြီးကျမတို့တွေတရက်ပြီးတရက်ကိုလိုချင်တဲ့ပုံလေးအတိုင်းမိမိကိုမိမိပြိုးထောင်ကြစို့နော်ဒီညလေးမှာ Facebook Live Channel လေးကနေပျော်ပြပေးချင်တာကကျမတို့တွေအတွက် မလိုအပ်တဲ့အရာတွေကိုလွှတ်ချလိုက်နိုင်တဲ့အခါတကယ်ကိုအေးချမ်းရတယ်ဆိုတာပါပဲအလုပ်တွေလည်းပိုပြီးအောင်မြင်လာတယ် ဒါကြောင့်ကျမတို့တွေအားလုံးကျမတို့အတွက်တကယ်မလို့အပ်တဲ့အရာတွေစိတ်လုံခြုံမှုမရတဲ့ဆက်ဆက်ရေးတွေအားလုံးကိုလွတ်ချကြစို့နော်ကျမတို့ကိုယ်တိုင်းကတော့ကျမတို့နဲ့တိတိဆက်ဆက်ရသူတွေအပေါ်မှာကောင်းမွန်သောကိုယ်ကျင့်တရားကျင့်နာသောစိတ်ဓာတ်ဖြင့် neutral သောယဉ်ဝန်လေးဖြစ်ပေးကြစို့နော်